မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းအများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရှိခိုးကပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမတော်လိုင်းအင်အားစုများကိုစေရေးဖြင့်အမေရိကန်အကူအညီပေးတော်မူဆွဲတဲ့မယ်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှအကြီးအကဲအရာရှိနှစ်ဦးသည်ဧပြီလ16ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ်သို့ရောက်လာခဲ့သည် တောင်အာရှနဲ့အလေအာရှရေယာဒူလက်တောက်နီကိုချူလင်နဲ့အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဒူလက်တောက်အန်ဒရူးဟာရက်တို့ဖြစ်တယ်။သူတို့နဲ့အတူရောက်ရှိလာသူမှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံတောင်ကန်ဆူဇန်စတီဗင်ဆန်ဖြစ်တယ်။ သူတို့သည်ဒါကာရင် ရခိုင်ဒေသ၏အလားအလာနှင့်ဆက်စပ်နေသည့်နိုင်ငံရေးနှင့်စစ်ရေးမဟာဗျူဟာများကိုဆွေးနွေးခဲ့ကြသည်ဟုဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများတွင်ဖော်ပြကြသည်ဆွေးနွေးချက်များအနက်အပိသက်ညီနိုင်ရန်အသင့်ရှိနေသည့်ကိစ္စရပ်တစ်ခုမှာဗမာစစ်တပ်အပိတိုင်ကြဆုံရဲအတွက်ရခိုင်နှင့်ချင်းပြည်နယ်တို့ရှိ လက်နက်ကိုင်များအတွက်ထောက်ပံ့ရေးဆောင်တစ်ခုထားရှိရန်ဖြစ်သည်ပြည်ခဲ့သည်လာကပစိဖိတ်ဒေသဆိုင်ရာအမေရိကစစ်မျက်နှာမှဒုတိယစစ်အုပ်စုချုပ်ပူချိုကြီး ချိုဝဲဘီဘောင်ဝဲဒီဂျာကာတို့ရောက်ရှိစဉ်ကလည်းဘင်္ဂလားဒေ့ရှ်စစ်တပ်သည်အီအစီစဉ်ကိုလေလံပစ်ခဲ့သေးတယ်။ ။ North East New သတင်းဌာနကဧပြီလ15ရက်နေ့တွင် ဖော်ပြခဲ့တဲ့သတင်းစာမတစ်ရပ်၌ AA နှင့် CNF အပါအဝင်လက်နက်ကင်တပ်ပေါင်းစုအတွက်ထောက်ပို့နှင့်နီးနာများပံ့ပိုးရာတွင်ဘင်္ဂလားဒေ့ရှ်စစ်တပ်မှတပ်ခွဲ၃ခုထိပါဝင်နိုင်ခြင်းရှိသည်ဟုဖော်ပြထားသည်။အဆိုပါတပ်ခွဲများမှ30စက္ကန့်နှင့်24တို့ဖြစ်သည်ဟုဘင်္ဂလားဒေ့ရှ်မှထိတ်တန့်လုံခြုံရေးသတင်းရင်းမြစ်များထံမှသိရသည်ဟု North East New ကဖော်ပြသည်။သို့တော်လည်းဘင်္ဂလားဒေ့ရှ်အနေဖြင့်စစ်ရေးလှုပ်ရှားမှုတွင်တော့ပါဝင်မည်မဟုတ်ဟု လည်းအဆိုပါသတင်းဆောင်မကဖော်ပြသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဆိုရင်ထောက်ပံ့ရေးစခန်းအတွက်နေရာတစ်ခုပင်ရွေးထားပြီဖြစ်သည်။နတ်မြင့်နယ်နေပြီးတက္ကနာမြို့မြောက်ဘက် ကီလိုမီတာ30ခန့်အကွာတွင်ရှိသောစစ်ခလီဒေသဖြစ်သည်။ဤနေရာသို့အရက်သားများဝင်ရောက်ခွင့်ကိုလည်းတားမြစ်ထားသည်။ကော့ဘစားလေစိတ်တွင်လည်းတူရကီလို့ဒရုန်းရင်များအုံပြလာနိုင်အောင်နေရာတို့ချေဆောက်လုပ်နေပြီးမြန်မာဘက်မှလက်နက်ကင်များကိုကူညီထောက်ပံ့မွေးရှိသည်။တစ်ချိန်တည်း၌အတိမပြုံနိုင်သေးသောလေပြီးခဲ့သောရက်ပိုင်းတွင်အရခတမ်ရိုထိပ်ပိုင်းအရာရှိ3ခန့် နဲ့အတူချင်းအမျိုးသားတအူ CNF ကောင်းဆောင်တို့ကလည်းဒါကာတို့ရောက်ရှိခဲ့သည့်သို့သောတရေများကိုဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတို့တွင်ဖော်ပြကြသည်များရှိသည်တက္ကနအနေရှိအဆိုပါထောက်ပံ့ရေးစခန်းအားအသက်အန္တရာယ်မဖြစ်စေသည့်ကုညီပံ့ပိုးမှုများအားပေးအပ်ရာနေရာအဖြစ်အသုံးချမိတချိန်တည်း၌မွတ်စလင်ဒုက္ခသည်ရှစ်တောင်းအားဘူသီးတောင်နှင့်မောင်နှံရှိ၎င်းတို့၏နေရာသို့ပြန်ပို့ရာတွင် ဂျာဂန်ထောက်ပံ့ရေးစခန်းအဖြစ်ပါသုံးနိုင်ချေရှိသည်ဟု Nosis News ကဖော်ပြသည်ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် EASNI ARSA လက်နက်ကန်အဖွဲ့ကိုပါထည့်သွင်းနိုင်အောင်ကြိုးပမ်းနေသည်ဟုပါသတင်းကဆိုသည်အော်တာအိုလာအပါဝင် ARSA ကောင်းဆောင်များသည်လည်းဘင်္ဂလားဒေ့ရှ်တွင်ဖမ်းဆီးခံရသည်ဖြစ်ရာမြန်မာစစ်ကောင်စီကိုတိုက်ခိုက်ရေးတွင် ARSA လည်းပါဝင်လာအောင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကကြိုးပမ်းနိုင်ဝဲရှိသည်ဘင်္ဂလားဒေ့ရှ်ကောင်းဆောင်မိုဟာမက်ယူနော်သည်ယူနန်ပြည်နယ်မှရှခိုင်ကမ်းခြေအထိလမ်းပါ ောက်ကဘင်္ဂလားပင်လယ်အော်စီလက်လန်းလာသည့်တရုတ်ကိုဆန့်ကျင်ရန်လှုပ်ရှားလာသည့်အမေရိကန်၏ခြေလှမ်းများကိုအားတက်သရကူညီလိုအပ်ရှိသည်။ Arabian ပင်လယ်တွင်ချဲတွင်သည့်တရုတ်၏အလားတူခြေလှမ်းတရံမှလည်းပါကစ္စတန်နိုင်ငံရှိ Balochistan ပြည်နယ်တွင်ချိန်ချောက်ခံနေရသည်။ အာနာကိုဆက်လက်ကင်ထားလိုပုံပေါ်သည့်ရှင်တို့ဖို့တော့မွတ်စလင်ဒုက္ခတဲ့တတန်းကျော်ကိုနေရပြန်ပို့နိုင်ရအတွက်ဝါရှင်တန်ကစားပွဲကိုအားပေးထောက်ခံခြင်းသည်အသေးစားစတဲ့မှုတရက်ဖြစ်ရရှိသည်သို့တော်လည်းဤလောက်ရကဘင်္ဂလားဒေ့ရှ်ကိုမြန်မာပြည်စစ်တွေနဲ့သို့ဆွဲသွင်းလိုက်သလိုဖြစ်သွားနိုင်သည်တစ်ချိန်တည်း၌တရုတ်သည်ဘင်္ဂလားဒေ့ရှ်တွင်ယင်းနှိမ့်မြနှံမှုအကြီးစားများဆောင်ရွက်ရရှိသလိုနောက်လာတွင်လည်းစီးပွားရေးတန်တမန်အဖွဲ့တစ်ဖွဲ့ဆီလွှင့်ရရှိနေရဤဖြစ်ရကဘေကျင်းကိုအမျက်တင်စေမည်အနေထား၌ ရှိနေပေသည်ရှိခိုဆလဘေအန်ယူဂျီနဲ့စစ်ကောင်စီတို့အပြစ်ရတဲ့တန်တူရန်သဘောတူဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။ငလင်တဲ့ဒေတာများကိုလူသားချင်းစာနာမှုအကူအညီထိရောက်စွာပံ့ပိုးနိုင်ရင်စစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီတို့ကြားအပြစ်ရတဲ့တန်တူရန်သဘောတူခဲ့သည်ဟုနှစ်ဖက်စလုံးနှင့်တွေ့ဆုံခဲ့သည့်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ယခုလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်သက်ဆင်ရှင်နာဝေးဇာဝင်မှုဖြင့်ရှမန်နေကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဘန်ကောက်မြို့တွင်တွေ့ဆုံခဲ့သလိုဣရလာ၁၈ရက်မနက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်နဲ့အွန်လိုင်းမှာဆွေးနွေးခဲ့သည် အာဆီယံဥက္ကဋ္ဌကမြန်မာပြည်သူတို့ထံအရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များရောက်ရှိရေးနှစ်ဖက်အပြည့်ကပ်မြေဆဲပါကလူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းစဉ်များပြည့်စည်သွားမည့်အခြေအနေများကိုအိကထားဆွေးနွေးခဲ့ကြကြောင်းရော်တာကဆိုသည်မက်စလ28ရက်ငလင်းအပေးစစ်ကောင်စီနှင့်အန်ယူဂျီသည်ငလင်းပေးတဲ့ဒေတာများနဲ့ဆက်ဆက်ဒေတာများတွင်အပြည့်ရဲ့မြို့အသေးသေးကြေညာထားရာအန်ယူဂျီကဧပြီလ20ရက်အထိစစ်ကောင်စီကဧပြီလ22ရက်အထိပြည့်ရဲ့မြို့ဆိုထားသည် မတ်လ28ရက်ငလျင်ပြီး NUG ကမတ်လ30ရက်မှစ၍ငလျင်ဒေသများနှင့်ဆက်ဆက်နေရာများ၌ထိုးစစ်ရထားမျိုးကျင်းညာခဲ့ပြီးဧပြီ12ရက်တွင်မူ ဧပြီလ20ရက်နေ့အပြည့်ရထားမှုအားထက်မှန်တရံကြိုးကြောင်းကျင်းညာခဲ့တယ်လို့စစ်ကောင်စီမှလည်းဧပြီလ2ရက်မှ22ရက်နေ့တပတ်သက်အပြည့်ရကြောင်းကျင်းညာထားတဲ့အန်ယူဂျီနိုင်ငံကြီးဝန်ကြီးဒေါ်စင်မအောင်ကလူသားချင်းစာနာမှုအကူအညီများပေးရရင်တပတ်သက်ဆောင်ရွက်မရစစ်ကောင်စီထိန်းချုပ်မထားသည့်ဒေသများရှိပြည်သူများထံရောက်ရှိအရေးကြီးကြောင်းအကူအညီလိုနေသည့်ပြည်သူများထံလူသားချင်းစာနာမှုအကူအညီများထိရောက်စွာရရှိရင်ပူးပေါင်းဆောင်ရွက်ရန်အပြည့်ရထားရန်အသင့်ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌနှင့်ဆွေးနွေးရာတွင်ပါဝင်ကြောင်း ERA တို့ပြောသည် ကျမတို့ကအပြည့်ရတဲ့တန်တိုးဖို့ကဆင်းနေရှိတယ်ပြည်သူလူထုစီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက်ရောက်မယ်ဆိုရင်အပြည့်ရတဲ့တန်တိုးဖို့ရှိမယ်နောက်တစ်ခုဒီတန်တိုးတာကတစ်ဖက်သက်ဖြစ်လို့မရဘူးနိုင်ငံတကာကစောင့်ကြည့်ထိန်းချောင်းမဲ့အရေးအနေတွေထိထိရောက်ရောက်ရှိမယ်ဆိုရင်တော့ကျမတို့ထပ်တိုးသွားဖို့ရှိမယ်မရှိဘူးဆိုရင်တော့ကျမတို့ကဒါကိုပြန်သုံးသပ်ရဖို့ရှိပါတယ်ဟုသူကဆိုသည်ထို့ပြင်စစ်ကောင်စီရဲ့နေပြင်တိုက်ပွဲမဖြစ်သေးအရက်သားနေထိုင်ရာနေရာများကိုပါစစ်ဘက်အရက်ဘက် ခွဲခြားမှုမရှိဘဲလေကြောင်းပုံကျဲတိုက်ခိုက်မှုများရပ်တန့်လို့ကြောင်းလဲအာဆီယံဥက္ကဋ္ဌနဲ့တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ NUG နဲ့စစ်ကောင်စီတို့အားတရားစီတွေ့ဆုံရရင်နှစ်ဖက်စလုံးမှာကန့်ကွက်မှုမပြုဘဲအပြုသဘောဆောင်ငင်ကြောင်းနဲ့မြန်မာပြည်သူများ၏အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များနဲ့လိုအပ်သောပြည်သူများထံအကူအညီများရောက်ရှိရေးအထူးဆွေးနွေးခဲ့ကြောင်းလဲအာဆီယံဥက္ကဋ္ဌကပြောဆိုသည်။ အနာသိန်းဆက်ကောင်းဆောင်နဲ့အာဆီယံဥက္ကဋ္ဌတို့တွေ့ဆုံပွဲသို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝဲလည်းတက်ရောက်ခဲ့ပြီးငလင်ဘေးတံပြည်နယ်ထူထောင်ရေးရင်းအာဆီယံအတိုင်းဝန်မှာစီလုံးညီညွတ်မှုဖြင့်ဆက်လက်ကူညီဆောင်ရွက်ရေးမြန်မာအာဆီယံအတိုင်းဝန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအားရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းဆက်ကောင်းဆေးကသတင်းထုတ်ပြန်ထားသည် ။ NUG ဘက်ကမှအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံဖွဲ့ဝင်နိုင်ငံများနဲ့ဆက်စပ်ရေးတိုးမြင့်ဆက်သွယ်ပါဝင်ဆောင်ရွက်နိုင်ရန်ပါဝင်မြန်မာပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရုံနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်သည်။အဆိုပါတွေ့ဆုံမှုသည်အာဆီယံဒေတာရင် NUG ၏ဝန်ကြီးချုပ်အစင်းနှင့်ထိပ်ပိုင်းကောင်းဆောင်ခြင်းကြောင့်ပထမဆုံးဆွေးနွေးမှုဖြစ်ပြီးအခအခွင့်တည်နေချိန်၌လူချင်းတွေ့ဆုံဆွေးနွေးရန် NUG ဘက်မှပြောဆိုခဲ့ကြောင်းလေ င်းအာဆီယံဥက္ကဋ္ဌလူမှုကွန်ရက်၌ဖော်ပြထားသည်အန်ယူဂျီထိန်းချုပ်ဒေတာများရှိငလင်းတင်ပြည်သူများထံသို့အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးဆန္ဒမှတစ်စိမ်တစ်ကြိမ်ထောက်ပံ့မှုရှိခဲ့ပြီးထိရောက်သည့်ထောက်ပံ့မှုအတွက်အကူအညီဆောင်ရှောက်ပေးရန်အသင်းရှိကြောင်းအန်ယူဂျီထံမှသိရသည် ယခုတွေ့ဆုံမှုအားမူလကလူချင်းတွေ့ဆုံရန်အတွက်လုံခြုံရေးအာမခံချက်ရှိပါကသဘောတူကြောင်း NUG ဘက်မှအကြောင်းပြန်ခဲ့တော့လေအချိန်နဲ့သွာလာရေးအခက်အခဲတချို့ကြောင့်ပထမဆုံးချိန်တွေ့ဆုံမှုကိုအွန်လိုင်းမှတဆင့်သာပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းဒေါ်စင်မအောင်ကရှင်းပြလေ NUG အနေဖြင့်အာဆီယံဒေတာရင်းနဲ့နိုင်ငံများနဲ့ဆက်ဆံရေးတိုးမြင့်ရဆောင်ရွက်လျက်ရှိရာအထူးသဖြင့်အိန္ဒိချင်းထိုင်းနိုင်ငံနဲ့နေကပ်ပွင့်လင်းသောဆက်ဆံရေးထူထောင်ရန်လိုလားကြောင်း နိုင်ငံရေးကဏ္ဍတွင်ဆက်ဆံရေးကောင်းမွန်ရေးပုံမှုစူးစမ်းသွားရန်လည်းရှိကြောင်း၎င်းကပြောသည်တော်စင်မအောင်ကထိုင်းမှာရှိတဲ့အာနာပိုင်အနှောအဆုံနဲ့တော့တိတိဆက်ဆက်နေတာတွေရှိပါတယ်။သတင်းအချက်အလက်ဖလဲနေတာတွေရှိပါတယ်။ဒါပေမဲ့ political level မှာဒီထက်ပိုပြီးပုံဝင်လင်းလင်းတိတိဆက်ဆက်ဖို့လိုအပ်နေတာကိုတော့မြင်နေရတယ်။ကျမတို့ဘက်ကလည်းဒါကိုတုံးမြင်ပြီးထိုင်းနဲ့ဆက်ဆံရေးကောင်းဖို့ပိုပြီးတော့စူးစမ်းသွားဖို့ရှိပါတယ်လို့ဆိုသည်။ အာဆီယံဥက္ကဋ္ဌကမြန်မာရေနှင့်ပတ်သက်၍ယုံကြည်မှုတည်ဆောက်ရန်လိုအပ်ပြီးအာဆီယံဥဆောင်ကြိုးပမ်းမှုအဖြစ်ဆက်လက်တည်ရှိရန်အရေးကြီးကြောင်းမြန်မာပြည်သူများ၏ကောင်းကျိုးနှင့်ငြိမ်းချမ်းရေးပြည်내သိမြတ်ရေတို့အတွက်သက်ဆိုင်သူအလုံးနှင့်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည် ရှကုဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့လာရှုံမျိုးနဲ့ပြန်ဝင်လာတဲ့စစ်ကောင်စီရဲ့ဖွဲ့ကိုလုံခြုံရေးရှုပေးရတဲ့ပေါ်ယူတယ်လို့ SA ညင်းဆိုဆိုရတဲ့မင်းဖြစ်ပါရရှင်လာရှုံမျိုးနဲ့ပြန်ဝင်လာတဲ့စစ်ကောင်စီတနေ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝါပြည်သွေးစုစည်းညီညွတ်ရေးတက်မတော့ UWSA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော့ MNDAA တို့ပူးပေါင်းပြီးလုံခြုံရေးရှုပေးနေတဲ့ပေါ် UWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကညင်းဆိုလာပါတယ် လာရှုပ်မြို့ရဲပြောင်းဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဧပြီလ6ရက်ထဲကစတင်ကရှူဒလူ SA နဲ့ MNDAA ကရှေ့ပြေးလုံခြုံရေးရှုပေးနေရတာဖြစ်ပြီးဌာနဆိုင်ရာတွေလည်းပြောင်းရွှေ့လုံမှာဖြစ်တာကြောင့်လုံခြုံရေးအရာလမ်းကြောင်းတစ်စုပ်ပိတ်ထားတယ်လို့ဥဝသတင်းကဧပြီလ18ရက်နေ့လယ်မှာဖော်ပြလာတာပါစစ်ကောင်စီအဖွဲ့ကိုလုံခြုံရေးရှုပေးရတာနဲ့ပတ်သက်ပြီး RWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကို Varma VJ ကဆက်သွယ်မေးမြန်းရမှာမကြမီကြောင်းပြောပါတယ် ဒါအပြင်မိမိတို့ UWSA Water ဘွဲ့အနေဖြင့်မြေဒီအဖွဲ့ကိုမှလုံခြုံရေးလုပ်ပေးမှုမျိုးမရှိခဲ့ပါလို့လဲဥညိယံကသူ့ရဲ့လူမှုကွန်ရက်မှာဧပြီလ18ရက်ညပိုင်းကအတိပေးရေးသားလာပါတယ်။ဝါသတင်းရဲ့ဖော်ပြချက်မှာတော့ MNDA ကလာရှိုးမျိုးပြင် ဖြစ်တဲ့မေဟန် AD တတာဟိုပိတ်နဲ့မာရဲခိုရနန်းပေါင်တို့မှပုံမှန်အတိုင်းစကန်ထိုင်မှာဖြစ်တယ်လို့အရိနီယာကနေထပ်ပြီးစုတ်ခွာသွားဖို့မရှိကြောင်းနဲ့စစ်ကောင်စီတပ်ကိုဘေးပတ်ပတ်လဲဝိုင်းရန်ကာဝယ်ပေးမဲ့ပုံစံမျိုးနဲ့အုပ်ချုပ်သွားမှာဖြစ် တယ်လို့ဆိုထားပါရယ်။လာရှုမျိုးကိုကိုကန်တမ်ဘရို MNDA က2020ခေါ်စစ်စင်ရဲ့အတွင်2024ဩဂုတ်လရဲ့အပိသက်သိမ်းပိုင်နိုင်ခဲ့ပြီးမြို့ရင်းအုပ်ချုပ်ရေးလည်းပတ်ခဲ့ပါရယ်။လက်ရှိမှာတော့တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုတွေနဲ့ဖိအားကြောင့်လာရှုမျိုးရင်းကိုစက်ကောင်စီကပြန်အုပ်ချုပ်သွားမှာဖြစ်ပြီး ရှိကူလာ21ရက်မှာ MNDA ကနောက်ဆုံးထားစုခွာရမယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။ဒါပေမဲ့လာရှိုမျိုးလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရော MNDA ဘက်ကပါတရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူး။